င်္ဂပါရှင်မြန်မာကေဘယ်ရုပ်သံတင်ဌာနကနေဆက်စစ်တင်ဆက်ပေးနေတဲ့အပတ်စဉ်နိုင်ငံတကာသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။တပတ်တွင်ထူးခြားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ကျွန်မဗျူလာဦးပါ။မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အန်ကဘလို့ရန်ဆောက်မှုမျိုးကိုမဆိုတုတ်ပြန်သွားဖို့အဆင်သင့်ရှိနေတယ်လို့ပြောကြားလိုက်တဲ့သတင်း။စီးရီးယားနိုင်ငံကစစ်သွေးကြွတွေကိုရုရှားကလေကြောင်းကတဆင့်တိုက်ခိုက်မှုတွေထပ်မံပြုလုပ်ခဲ့တဲ့အကြောင်း အစ္စရေးနိုင်ငံမှာပါလက်စတိုင်းနဲ့အစ္စရေးတို့ကြားဗဏိပခတွေပုံမပြင်းထန်လာနေတဲ့တဲ့တင်။ဆရာတဲ့တွင်အပြင်အခြားထူးခြားတဲ့တွင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဦးဆုံးအနေနဲ့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အန်ကမြောက်ကိုရီးယားအနေနဲ့ဘလိုရန်ဆောက်မှုမျိုးကိုမဆိုတုံ့ပြန်ဖို့အဆင်သင့်ရှိနေတယ်လို့ပြီးခဲ့တဲ့အော်တိုဝါလာဆယ်ရည်နေကပြောကြားလိုက်ပါတယ်။ အာဏာရအလုတ်သမားပါတီရဲ့နေ့90ပြည့်အထိမ်းအမှတ်စည်ရပြအခမ်းအနားမှာအဲ့လိုပြောကြားလိုက်တာဖြစ်ပါတယ်။နျူကလ িয়ার လက်နက်ပိုင်နိုင်ငံဖြစ်တဲ့မြောက်ကိုရီးယားနိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးတော့အရေးအမှုပြောဆိုသွားတာမျိုးတော့မရှိဘူးလို့သိရပါတယ်ရှင်။ ဆက်လက်ပြီးဆီးရီးယားနိုင်ငံအလက်ပိုမြို့မှာပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကရုရှားနိုင်ငံရဲ့လေကြောင်းတိုက်ခိုက်နေတဲ့ဗီဒီယိုဖိုင်ကိုအွန်လိုင်းဆိုင်မနာပေါ်မှာမြင်တွေ့ရပါတယ်။ရုရှားနိုင်ငံကအစ္စရဲမစ်နိုင်ငံတွေဖြစ်တဲ့ဆီးရီးယားနဲ့အီရတ်ကိုပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ကလေကြောင်းနဲ့ဘုံခွဲတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပြီးတော့အမေရိကန်ယာယီညွန့်ပေါင်းအဖွဲ့ကလည်းအဲ့ဒီလေကြောင်းတိုက်ခိုက်မှုကိုကူညီပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အော်တိုဝါလာ17ရက်နေ့ကလည်းအမေရိကန်လေကြောင်းကနေစီးရီးယားနိုင်ငံအရှေ့ပိုင်းကတပုံတွေကိုလက်နက်ခဲယံတွေကျဲချပေးခဲ့တယ်လို့သိရပါဗျ။နာမည်ရတဲ့တဲ့ဘက်မှာအစ္စလာမစ်နိုင်ငံကထိန်းချုပ်ထားတဲ့ရခါမြို့ကို တိုက်ခိုက်ဖို့အတွက်ဒီလက်နက်ခဲယမ်းတွေကိုအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်နိုင်ငံတကာသတင်းပုတ်အနေနဲ့ရတော့ အစ္စရေးနိုင်ငံမှာပါလက်စတိုင်းနဲ့အစ္စရေးတို့ကြားပဋိပက္ခတွေပုံမပြင်းထန်လာနေပါတယ်ဂျေရုဆလင်မြို့ကရဲတအူးကိုဒါနဲ့ထိုးတက်ဖို့ကြိုးစားခဲ့တဲ့လူငယ်တအူးကိုလည်းပြီးခဲ့တဲ့အော်တိုဘာလ14ရက်နေ့ကထပ်မံပြစ်တက်လိုက်တယ်လို့အစ္စရေးကပြောပါရယ်။အစ္စရေးနိုင်ငံမှာအခုရက်ပိုင်းအတွင်းပါလက်စတိုင်းတွေရဲ့တိုက်ခိုက်မှုတိုးမြင့်လာတာနဲ့အမျှောင်ဂျေရုဆလင်မြို့မှာလုံခြုံရေးတွေပုံမတင်းတင်းကြပ်ကြပ်ချထားတယ်လို့ဆိုပါရယ်။အစ္စရေးနိုင်ငံမှာအခုလိုအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်နှစ်ပတ်အတွင်းအစ္စရေးနိုင်ငံသား9ဦးနဲ့ပါလက်စတိုင်းနိုင်ငံသား32ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့သိရပါရယ်ရှင်။ ဆက်လက်ပြီးရုရှားလေကြောင်းအာနာပိုင်းနေတဲ့ယူကရိန်းအရှေ့ပိုင်းကရုရှားတပုံတွေဟောင်း၂၀14ခုနှစ်ဇွန်လကမလေးရှားလေကြောင်းပိုင်း MSM တင်းလင်ရင်ပြတ်ကျမှုနဲ့ပတ်သက်ပြီးတော့နယ်တာလန်စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီးအော်တိုဘာလ14ရက်နေ့ကညှင်းဆိုလိုက်ပါတယ်နယ်သာလန်စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အပိသက်အစီရင်ခံစာမှာယူကရိန်းအရှေ့ပိုင်းကရုရှားလုံတုံးကြီးနဲ့နေရင်ကိုပြစ်ချခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ် ဒါပေမဲ့အဒီအစီရင်ခံစာမှာတော့ဘသူဘဝရဲ့လက်ချက်ဖြစ်တယ်ဆိုတာတော့ဖော်ပြထားခြင်းမရှိပါဘူးဒီလိရင်ပြတ်ကျမှုကြောင့်လူ198ဦးသေဆုံးခဲ့ပြီးအများစုကတော့ဓာတ်လူမျိုးတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်ဆလပီတူရကီနိုင်ငံမှာအဆက်မပြတ်ဝင်ရောက်နေထိုင်နေကြတဲ့ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီးဥရောပသမဂ္ဂခေါင်းဆောင်တွေကကူညီဖို့တဘောတူလိုက်ပြီးဖြစ်ပါတယ်။ တူရကီနိုင်ငံမှာရောက်ရှိနေထိုင်နေကြတဲ့ဆီးရီးယားဒုက္ခသည်တွေအတွက်ယူရိုငွေ3ဘီလီယံထောက်ပံ့ပေးသွားမယ်လို့ဂျာမန်အဓိပတိအန်ဂျယ်လာမာကယ်ကအော်တိုဝါလာ16ရက်နေ့မှာအသိပေးပြောကြားလိုက်တာဖြစ်ပါတယ်။ EU ကောက်ဆောင်တွေရဲ့ဘယ်ဂျီယံနိုင်ငံဘရက်ဆဲမြို့မှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးမှာဒုက္ခသည်နှစ်သန်းကျော်ကိုကူညီဖို့အတွက်သဘောတူလိုက်တာလည်းဖြစ်ပါတယ်။ဒုက္ခသည်တွေကိုဥရောပနိုင်ငံတွေစီဝင်ခွင့်ပေးတော့မှာဖြစ်ပြီးအဲ့လိုဝင်ခွင့်ပေးရမှာလဲဗီဇာကင်းလွန်ခွင့်ပေးတော့မှာဖြစ်ပါတယ်။တူရကီနိုင်ငံကပင်လယ်ကမ်းခြေမှာဂရိကလည်းတင်ဆောင်လာတဲ့ ဆီးရီးယားဒုက္ခသည်22ဦးကိုပြီးခဲ့တဲ့အောက်တိုဘာလ14ရက်နေ့ကကယ်ဆယ်ခဲ့တယ်လို့အကြောင်းဝင်ရှိသူတွေက ပြောပါရယ်တူရကီနိုင်ငံရဲ့အိနေချင်းနိုင်ငံဖြစ်တဲ့ဂရီကနေဒီနေ့အတွင်းဒုက္ခသည်၄သိန်းကျော်လာရောက်ခဲ့တာဖြစ်ပြီးတော့အများစုကတော့ဆီးရီးယားဒုက္ခသည်တွေဖြစ်တယ်လို့သိရပါရရှင်။ မာကေဘယ်ရောက်တဲ့တင်ဌာနကနေဆစ်စစ်တင်ဆက်ပေးနေတဲ့တပတ်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်သတင်းပတ်တွေမှာဆိုလို့ရှိရင်လည်းဘလို့ထူးခြားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုဖို့တဲ့တိုက်တွန်းရင်းနဲ့ဒီသတင်းပတ်ရဲ့နိုင်ငံတကာသတင်းစီစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်။ မြန်မာကေဘယ်ရုပ်သံတင်ဌာနကနေစစ်စင်တင်ဆက်ပေးနေတဲ့အွန်လိုင်းရုပ်သံအစီအစဉ်တွေကိုဆက်သွယ်မေးမြန်းဝေဖန်ကြံပြုလိုရဲဆိုလို့ရှင်တော့ဖုန်းနံပါတ် +9593608496 ကိုဖြစ်စီတင်ခဲရဲ့ email လိပ်စာဖြစ်တဲ့ newsroom.mcn@gmail.com ကိုဖြစ်စီဆက်သွယ်မေးမြန်းဝေဖန်အကြံပြုနိုင်မှာကြောင့်ဖိတ်ခေါ်အပ်ပါတယ် ထုတ်လင်းပေးသားသတင်းတွေနဲ့ရုပ်သံအစီအစဉ်တွေကိုတော့ www.mcntv.pin မှာဖြစ်စေ Facebook မှာတော့ mcntv news နာမည်နဲ့ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်အခုလိုကျမတို့ရဲ့ mcn သတင်းခန်းကနေထုတ်လင်းတင်ဆက်ပေးနေတဲ့ online ရုပ်သံအစီအစဉ်တွေကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေကြပါစေရှင်